ဖျက်ဖျားမိလာပြီဆိုလို့ရှိရင်လည်းအဲဒီအထူးသဖြင့်ဆရာကြီးတို့ဓာတ်ဆာဆရာဆိုပြောကြတာပေါ့နော်အကျော်လုံးဝဆောင်းပါနည်းနည်းမှမတည်ဘူး ဆိုင်မင်္ဂလာပါရှင်မင်္ဂလာပါတင်ဟုတ်ကဲ့ပါဆိုင်ဟိုဒီတစ်ခါမှဆိုညတမျိုးဒါအဲရန်ကုန်မြို့မှာတော့အဖြစ်နေပါတယ်ဒီနေဘက်တွေမှာပေါ့တာမော်ဒေတာတွေပိုင်းမှာဖြစ်များငှက်ဖြာယောဂါပေါ့အဲ့တော့ဒီငှက်ဖြာယောဂါတွေနဲ့ပတ်သက်ပြီးရောပေါ့နော်ဘယ်လိုကြောင့်ဖြစ်တယ်ဖြစ်လာခဲ့ရောဘယ်လိုလေးကောက်ွယ်တဲ့နေဆိုတဲ့အကြောင်းလေးကုသတဲ့နေဆိုတဲ့အကြောင်းလေးဆွေးနွေးပါအောင်ဆရာရှင်ဒီအဲ့ဒါလဲတမိမီးတော့ဆရာလဲဒီလေဆရာမိတ်ဆွေဆရာဝန်ကြောက်ရှိရပါဟုတ်ကဲ့သူကပကိုးမှာဟုတ်နော်အဲ့ဒီပကိုးမှာတော့မှာပကိုးရဲ့ နောက်ဖက်ချမ်းမှာငှက်ဖြားရှိတယ်တဲ့ဟုတ်ကဲ့ပါဘိုးရဲ့အရှိမချမ်းမှာငှက်ဖြားမရှိဘူးတဲ့ဟုတ်ကဲ့ပါဆရာဆရာဘယ်လိုလုပ်သိတယ်လဲဆိုသူပြောတဲ့ဘူးဘူးတူတာနော်ဟုတ်ကဲ့ပါဆရာဆရာလည်းငှက်ဖြားရှိလားမရှိလားလို့ကြီးကန်းကြီးတယ်ကြီးကန်းရှိဘယ်ငှက်ဖြားမရှိဘူးဟုတ်ဆရာဘယ်နေရာမှာမှကြီးကန်းမတူဆရာလည်းငှက်ဖြားရှိပြီတဲ့ဟုတ်ဆရာနော်တခါတလေဒီငှက်ဖြားရန်ကုန်တိုင်းတွင်းမှာဒီဒီတို့ထဲမှာပဲရှိရဲ့ငှက်ဖြားကိုပြင်းနေတဲ့သမီး ဟုတ်ကဲ့ရဲ့ဘယ်ငယ်ဖျားလေခေါင်းနဲ့ရောက်တယ်လူတော့မသိဘူးစကားမပြောတော့ဟုတ်ဆရာအခုအရှိမဆိုရင်ဆရာတို့နဲ့လည်းရင်းနှီးခဲ့ဘူးလေနော်တယောက်အဲလက်ကိုသူကရှေ့မပိုက်ဘူးဒီမဲ့လက်ကိုရှေ့မပိုက်ဘူးလက်ကိုနောက်ပိုက်တယ်လမ်းလျှောက်တယ်သူ့နာမည်လည်းဒီနာမည်ခေါ်တယ်နေကောင်းရလားသူတကြောက်ကြည့်စကားပြောတယ်ငါပြားမိတာလားအော်ငါပြားကောင်းနေဆိုတာ သူလည်းမသိဘူးနော်စကားမပြောတော့ဘူးကျောင်းငှက်ဖျားပြောပါဆိုရင်တော့မျိုးစုံရှိတယ်ဒီစီစူရာတော့အဲစကားမပြောတာစူပါလေသူပြောချင်ပါလေနော်အလေးလက်ပြီးသွားတာစိတ်ကူးရင်နေတယ်လို့ပဲဒါ तू မသိတာမဟုတ်သိတယ်နော်နော်ကာဟွန်ဒီရင် तू သိတယ် तू မုံပေးလို့ရှိရင် तू စားကျင်တာကြရဲ့ယူတယ်မစားကျင်ကြရဲ့လေဒါတိလေတိတယ်စကားပြန်မပြောဘူးတော့ငှက်ဖျား ်ခေါင်းနဲ့ယောက်သားပြီးလို့ရှိရင်စိုးတယ်တူ။ထိရတဲ့အကြောင်းလေးကဘယ်လိုကြောင်ဖြစ်နိုင်လဲ။အဲ့ဒါတော့ပိုးကြောင်ပဲတူ။ငှက်ဖြာပိုးပဲ။ငှက်ဖြာပိုးပဲ။အများစုတတ်မှတ်တဲ့ခြင်းပေါ့နော်။ခြင်းရတဲ့ပိုးရဲ့ခြေကယ်ရီလောက်တာ哦။ကြောင်မလို့ငှက်ဖြာနဲ့ပတ်သက်လို့ကငှက်ဖြာတိုက်ဖြည့်ရေးလို့ဆိုတာတတိတခြားကိုဆောင်ရွက်ကြရတယ်လေ။ဟုတ်ကဲ့။ဟိုဒါလည်းအများကြီးလက်အောင်မြင်ပါတယ်။အများကြီးလက်လို့ဆရာရှိနေပါသေးတယ်။ မြန်မာနိုင်ငံမှာတော့ငှက်ဖျားလေဘူဝိုင်းဒေတာတခုလုံးမှာငှက်ဖျားပေါ်လဲပေါ်ပါတယ်ဒါလေးရလာပြီဆိုလို့ရှိရင်လည်းပဲတကြံတဲ့ဆရာသမားများပြပြီးတော့ကုသရင်ခံတာပါတယ်နောက်ပြီးတော့ငှက်ဖျားမိလာပြီဆိုလို့ရှိရင်လည်းပဲအဲ့အထူးသဖြင့်ဆရာကြီးတို့တော့ဓာတ်ဆာဆရာဆိုတော့ပြောကြတာပေါ့နော်အကျော်လုံးဝဆောင်ရပါနေနေမှာမတည်ဘူးဒါမဲ့ခက်တာအမျိုးသားတွေကြပြန်တော့မိုးလင်းတာနဲ့အကြွေးစုံစားပြရကြောစားတယ် အိမ်တပြာတော့မိသားစုက၅ကျော်ကျက်ကျော်ကျွေးတယ်ဒူလေးတွေတူမလေးတွေတော့ငမုတ်ကြာလေးကျော်ကျွေးတယ်အဲ့ကျော်ရဆူတာပဲနော်ဒါကြောင့်ဆရာကြီးကတော့ဟိုမစီမဆိုင်တာပြောနေများတည်ရမှာမသိဘူးတကယ်အလုံးကအစာရပဓာနာမလို့နော်အကျိုးရှောင်ရင်ပြဖြာယောဂဘိုးပဲဖြစ်ဖြစ်လေဖြတ်တာပဲဖြစ်ဖြစ်ခလေးတငယ်တာပဲဖြစ်ဖြစ်မြေပြီးမြက်ပဲဖြစ်ဖြစ်အဲ့ဒါရှောင်ကြစီခြင်းလေ ခုတရားမှာဇိတ်ပြောနေကြစကားပြောတရားတယောက်ကအကျော်ကြီးထိနေကြတာပါအဲ့ဒါအဲ့အိမ်မှာဆရာသိရင်းရင်းဆရာပြောတယ်ဒေဝရေးစေးသိမ့်တာရကောင်းမလဲတူတယ်လို့ချက်စားလို့ရတယ်တူတယ်ပြုတ်စားလို့ရတယ်တုတ်စားလို့ရတယ်ချင်ရရတယ်ပြင်းကြရတယ်ဒီကလေးကြုံမယ်ဆိုရင်လည်းကြုံလိုက်ပါအညီလမ်းပြောက်ပါကျိုးပြန်မလို့ခရမ်းကျင်သည် မကြည်သည့်ပေတွေနဲ့ပြန်ချက်စာရတာပဲဟုတ်ကဲ့ဒါပေမဲ့ခက်တာလေ तू ကအဂါဒဓာတုရတ္တတနာတဲ့စီးပြီးတော့အကျိုးကိုသူကတက်မဲ့တက်တယ်သူကစားလိုက်လို့ပြဿနာမှာကြွကြွကြွဆိုတာလေးကူက तू ကအရသာတစ်မျိုးတစ်မျိုးဟုတ်ကဲ့နော်ကြောင်းလို့မယ်စိုင်းမန်းတော့မှာလို့ရှိရင်ကြွကြွလေးကြိုပြီးစမှာပါလေဟုတ်ကဲ့ပါဆရာနော်အဲ့ဒါကတော့လွန်ခဲ့တဲ့နှစ်30လောက်က ကျွတ်ကျွတ်ကလေးစားရင်ကျန်းမာပြီမယ်လို့သူကျွတ်ကျွတ်ကလေးစားရင်ကျွတ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 ်ဖြစ်လာတာပဲဒီလားဘယ်လိုဖြစ်လဲခါရင်ခါရင်အစစ်ကလေးတွေပါလေကျွတ်ကျွတ်ကျွတ်ဖြစ်တယ်သူကဆရာကျောင်းမလို့ဆရာတော့ပြောချင်ပါရဲ့မေတ္တာရှိထားပြောတာပါအပြစ်ပြောတာမဟုတ်ပါဘူးအကျော်လေးရှောင်ကြပါကလေးလေးတွေရာစားပြီးတော့နော်ငမိုးကျော်တို့လေးဝါနေတာတို့အားလူကျော်တွေတို့ဝါနေတာတို့နော်ကျော်လေးအိမ်မှာကျော်လေးပြချက်စားကြပါလို့ စိတ်အကြံဒီဒီလောက်ပညာကိုစိတ်ပြောက်လိုက်ပါလား